အလုံးဝမင်္ဂလာပါထပ် vlog ကလည်းကြိုးစားပါတယ်ဒီနေ့ video လေးကိုကြည့်ပြီးတော့တင့်အတွက်အများကြီးအကျိုးရှိစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာက five street photographer tips တွေဖြစ်ပါတယ်ဆိုတော့ပထမဆုံးအချက်က forget about setting ဆိုတော့ setting လုံးလုံးယူကျွန်တော်မေ့ခိုင်းတာတော့မဟုတ်ဘူးဗျ တော် street photographer ရဲ့အပြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့မြင်ကွင်းကျွန်တော်လိုချင်တဲ့ subject ကိုတွေ့ပြီဆိုလို့ရှိရင်အမိရဖမ်းယူနိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်အဲ့ဒီအချိန်မှာဒီ setting ကို change နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြင်ကွင်းကျွန်တော်လိုချင်တဲ့မြင်ကွင်းကျွန်တော်လိုချင်တဲ့ subject ကပြောင်းသွားနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အကြံပေးချင်တာကသင်ကဒီ setting တွေကိုမထိန်ချုံနိုင်သေးဘူးဆိုလို့ရှိရင်ဒီ auto shutter speed mode ကိုပြောင်းထားမလား auto aperture ကိုထိန်ချုံတဲ့ mode ကိုပြောင်းထားမလား ဒီပုတ်လေးတွေကိုကစားပြီးတော့ရိုက်ကြည့်ပါဒါဆိုရင်သင်အတွက်ကျိုးရှိစီမှာပဲဖြစ်ပါတယ်ဆိုတော့ဒုတိယချက်က use bright on zone ဆိုတော့တချို့ညီအပြောတယ်ကျွန်တော်ရှိမှာဟို bright lens လေးပဲရှိလို့ zone lens လေးနဲ့ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေမယ်အပို့ပြီးတော့ကောင်းမယ်ဆိုပြီးတော့သူတွေအတွေးကြတယ်အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်ရဲ့ဘယ် lens နဲ့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်ရိုက်လို့ရပါတယ်ဆိုတော့ တတိယချက်က create story ကျွန်တော်တို့ပြင်သွားပြီးတော့ရှုခင်းကောင်းကောင်းတွေကိုရိုက်မယ်ပြီးတော့မိုင်းစားရိုက်ချက်တွေကိုဖန်တီးမယ်ပြီးတော့ story လေးတွေဖန်တီးမယ်အားလေးတွေကိုဘယ်လိုချပြမလဲဘယ်လိုရိုက်မလဲဒါတွေကြီးကနေတိုင်းကျွန်တော်ကင်မရာနဲ့ထိတွေ့မနေဘဲနဲ့တော့မရဘူးပြောက်ကိုကအမြဲတမ်း practice ရှိနေမှာဖြစ်ပါတယ် ။ Okay နောက်တစ်ချက်က shoot in all weather ။ကျွန်တော်ဘလို့ရာသီဥတုပဲဖြစ်ဖြစ်ထွက်ရိုက်ပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့နွေရာသီမှာကျွန်တော်တို့လုံဖြစ်ပေမဲ့တစ်ခါစီကြရင်နေအောင်ကြီးရဲ့ကြမ်းတမ်းတဲ့ပုံရိပ်တွေကိုကျွန်တော်တို့ရနိုင်ပါတယ်။ဆိုတော့အေဂျန်နဲ့ရာသီဥတုဖြစ်တဲ့ကျွန်တော်တို့မိုးရာသီတို့ဆိုတော့နှင်းကြနေတဲ့အချိန်တို့ဒီလိုမျိုးဆိုရင်လည်းထွက်ပြီးတော့ရိုက်ပါ။ဘာလို့လဲဆိုတော့ ကျွန်တော်အဲ့ဒီအချိန်မှာဘယ်သူနှမ်းမှမတူတဲ့အာမိုင်စားပုံတွေကိုကျွန်တော်ဖန်တီးနိုင်မယ်ပြီးတော့ idea အစ်တွေလည်းရနိုင်ပါတယ်ဖြစ်ပါတယ် Okay နောက်ဆုံးတစ်ချက်ကတော့ crop your image ကျွန်တော်ကင်မရာနဲ့ရိုက်ထားတဲ့ပုံတွေအားပြီးပြည့်စုံတယ်လို့ထင်ရပေမဲ့တစ်ခါလေမှာကျွန်တော်တို့အနည်းငယ်တော့ crop လုပ်ကြည့်လိုက်ပါသင်ရဲ့ပုံတွေကိုပုံမကောင်းပုံနဲ့ရလက်တွေကိုရလာမှာပဲဖြစ်ပါတယ် โอเคဒီနေ့ရောဒီလောက်ပါပဲတံပေးကျင်တာတကူကသွားเสียရှိအောင်သွားပါရိုက်เสียရှိအောင်ရိုက်ပါထူးထူးခြားခြားအစ်ဆန်းလေးတွေကိုဖန်တီးကြည့်ပါနောက်တစ်ခုကလူတိုင်းလုံနေကြရိုက်နေကြနေရာတွေရှိမယ်မမိပါနဲ့တူညီတဲ့စိတ်ကူးတွေရှုတွေကမြေနံကွဲပြားနေမှာပဲဖြစ်ပါတယ်ဘသူတွေဘလို့တွေလုံနေတယ်ဆိုတော့စိတ်မပူပါနဲ့ကိုလို့เสียရရှိအောင်လုပ်ပါကိုလို့ကျွန်တော်ရှာဖွေပါကိုဘလိုစ조사နေလဲဆိုတော့ပုံရိပ်တွေကနေပြီးတော့အကူအညီပေးပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ထဲပါ